ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့တာချိလိုက်ကလူငယ်တွေကိုကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ကြားဖြတ်ငွေလိမ်ဂိုင်းတွေစီလောက်ကိုင်းမှုပွဲစားတွေကနှီးမျိုးစုံနဲ့စီယုံပြီးလူကုန်ကူနေကြပါတယ်။ရှမ်းပြည်နယ်ကရင်ပြည်နယ်တို့မှာကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းပြီးနောက်မှာကမ္ဘောဒီးယားကကြားဖြတ်လုပ်ငန်းတွေမှာလောက်ကိုင်းမှုတာချိလိုက်နယ်စပ်ဒေသကလူငယ်တွေကိုပြစ်မှတ်ထားခေါ်ယူနေတာပါ ထိုင်းမြန်မာနယ်စပ်ဒေသဖြစ်တဲ့တာချီလိမ်မှာစီးပွားရေးနဲ့အလုတ်ကင်ခွင်လန်းတွေကြာဆင်းနေတာမို့အလုတ်လက်မဲ့လူငယ်တွေညပြလာနေပါတယ်။တရုတ်စကားနဲ့ထိုင်းစကားတက်တဲ့သူတွေကိုဘာသာပြန်ဆိုပြီးတလကိုထိုင်းပတ်ငွေ3000လောက်ရမယ်လို့ဆွဲဆောင်ပြီးထိုင်းပတ်ငွေ3သိန်းနဲ့ရောင်းစားတာခံလိုက်ရပြီးပြန်လာခြင်းရင်ငွေပြန်ရောခိုင်းတယ်လို့တိထားသူတို့ကပြောပါရယ်။ပွဲစားတွေဟာလူငယ်တွေကိုစီးယုံပြီးတဲ့နောက်မှာလာအိုထိုင်းနဲ့တရုတ်နယ်စပ်တွေမှာ ကြားပြန့်အတွေ့အကြုံရှိတဲ့လူငယ်တူကိုပတ်ငါသိန်းဝန်းကျင် အတွေ့အကြုံမရှိတဲ့လူငယ်တူကိုပတ်တသိန်းကနေ3သိန်းဝန်းကျင်အထိကမ္ဘောဒီးယားကကြားပြန့်ရုံတွေမှာရောင်းချနေကြတာပါ